ဒီဆီရိုဆီဗီလီတာဘူးကတော့ကျွန်တော်တို့ကဘယ်လိုပုံစံမျိုးပရိုဂရမ်ရေးလို့ရတယ်အဲ့တော့ဒီဒီနေ့အစမှာတော့ဒီဆီရိုဆီဗီလီတာဘူးเนาะ ဟိုတိုင်းမာရီကောင်တာတွေဘယ်လိုတွေမှာမဆုံးသေးပဲ ਨੇ logic နဲ့ပဲကျွန်တော်တို့ရေးလို့ရတယ်ဆိုတော့ရှင်းပြပြီးတော့လုပ်ပေးဖြစ်ပါတယ်ဘာလို့ဒီစီမူစီမီတာရဲ့အလုံးလုံးကုန်လေးကိုဆက်ပြီးမှာပြပါဘာလဲဘာလို့ဒီမှာစီမူစီမီတာက ောဒီမှာ step ထွက်လိုက်တဲ့အချိန်မှာနော်ဒီ fail တဲ့ဒီ zero ရဲ့အရှိကိုရောက်လာမယ်ဆိုရင် cross matrix center စန်စာကနေပြီးတော့ဒီ motor ကိုကြည့်အောင်လုပ်မယ် motor ရပ်ပြီးတာနဲ့တပြိုင်တည်းပဲဒီ solenoid bar ကိုဖွင့်မယ် failing လုပ်မယ် အဲ့တော့ဒီမှာဘောနော်အဲ့တော့ဒီ feeling လုပ်တဲ့အချိန်မှာနော် feeling ပြည့်သွားပြီဆိုတာ ਨੇ ဒီ level sensor ကနေပြီးတော့ feeling ပြည့်ချာပြည့်သွားကြောင်းဘောနော်အဲ့အဲ့တော့ဟို feeling ပြည့်သွားပြီဆိုတာ ਨੇ ဆရာနိုင်ပါကပြန်ပိတ်သွားမယ်ပိတ်သွားပြီးတော့ဒီ order ကပြန်လဲလာအဲ့ဒီဖြစ်စဉ်က အဲ့ဒီကျွန်တော်ဒီအခုချင်းစီ feeling လုပ်တဲ့ပုံစံမျိုးပေါ့နော်ဒီမှာကတော့အခုချင်း feeling လုပ်တဲ့ပုံစံမျိုးကိုအဲအန်တီကြတာဖြစ်ပါတယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီ level sensor meter နဲ့နော်ဒါက feeling ပြီးသွားပြီပေါ့နော် feeling ပြီးသွားတာနဲ့ဟိုနောက်ထပ် box ပေါ့နော်ဒီဒီဖြည့်မဲ့တန်မရောက်လာမှချင်းနော်အဲ့ဒီကွန်ပျူတာလဲပေးမယ် တန်းရောက်လာမယ်ဆိုတာနဲ့ကွန်ပျူတာကရက်မယ်ရက်ပြီးတော့เนาะဆီလိုနိုက်ဘာပွင့်မယ်ဆစ်လို့မယ်လေဗယ်ဆန်စာပြန်ပြီးလို့ရှိရင်အဲဒီကောင်ပြန်ပြီးတော့ဖြစ်သွားတော့เนาะအဲအဲ့လိုပုံစံမျိုးနဲ့ပဲဒီ process ကိုကျွန်တော်တို့ကเนาะအဲအသုံးပြုတော့မှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာပေါ့เนาะကျွန်တော်တို့ဒီမှာရှိနေတဲ့ tools တွေကိုအသုံးပြုပြီးတော့ program ကိုဘယ်လိုပုံစံမျိုးရေးလို့ရလဲဆိုတော့ကျွန်တော်အဲအစင်းစင်းရေးတာပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာ ကဲတော့ဒီဘောနော်ဒီ civil security ကိုเนาะကျွန်တော်တို့ဘလို့ပုံစံမျိုး program စပြီးတော့ရေးမလဲဒီလာကြည့်အောင်အဲ့တော့ဒီ program ရဲ့အစမှာเนาะကျွန်တော်တို့ကဒီ running indicator နဲ့เนาะဒီ running condition တခုဖြစ်ပေါ်လာစေဖို့အတွက်ကိုကျွန်တော်တို့ဖန်တီးမယ်ဟုတ်ပြီနော်ဆိုတော့အဲဒီလိုဖန်တီးဖို့အတွက်ကျွန်တော်တို့ကเนาะအဲဘာတွေလုပ်လဲเนาะဘလို့ပုံစံမျိုးကျွန်တော်တို့စောက် အဲ့တော့ program ရဲ့အစမှာကျွန်တော်တော့ဒီမှာကျွန်တော် distract ဆိုတဲ့ flow တစ်ခုနဲ့လိုက်လိုက်တာနဲ့ကျွန်တော် run ဆိုတာဖြစ်လာမယ်ပေါ့နော်အဲ့တော့ run ဆိုတာဖြစ်ပြီးတော့ကျွန်တော် program ကတော့အစဖြစ်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့အဲဒီမှာတော့ကျွန်တော်တို့ဒီ stop ကို stop နဲ့စဖို့ပြပါတယ်အဲ့တော့ distract နဲ့ stop တွေကဒီမှာက push button တွေဖြစ်တယ်အဲအဲ့တော့ကျွန်တော်တို့ကဒီအဲမှာเนาะဒါတွေကိုဘာနဲ့ပဲရေးပြရမှာလဲဆိုတော့ဒီ open နေနေ

ओके ऐसा ही चिन्नोटो प्रोग्राम में नो किसे बोली रही हो जनो समझ भी लग रहा है नो नो लास्ट ऑफ़ के पारे आर ऑफ़ स्टेप के पारे ओके आर ऑफ़ रन के पारे नो नो Thank you. ိတ်လိုက်တယ်ဒီမှာ run therapy လေးမှာဟုတ်ပြီနော်အဲဒါဒါဘောတော့ W K အဲတော့ stop နေလိုက်မယ်ဆိုရင်ဒီမှာ run therapy ပြန်ပြုတ်သွားဟုတ်ပြီနော်ဒါတော့ဒါ use ရှင်းလေးရည်စားလို့ကျွန်တော် comment ပါလေ okay ဒါဆိုရင်ကျွန်တော်တို့နော်ဒုတိယတစ်ချောင်းဒုတိယ run ကိုဆက်ပြီးတော့လေ့လာကြည့်အောင်အဲတော့ဒုတိယ run မှာတော့ကျွန်တော်တို့ကနော်ဒီ run indicator ကိုပြန်ခေါ်ဟုတ်ပြီနော်ဒီမှာ run indicator ကိုပြန်ခေါ်လိုက်ရင် đi qua gì nó cho nó mất đau lê gì không biết nó cho nó mất đau lê gì mà xuống rồi cho nó đi mà nó no, mà mất đau nó Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ်လေးအဲ့တော့ bottom up ဘယ်ချိန်မှလဲမှာလဲဆိုရင်เนาะကျွန်တော်တို့ဒီ run ဖြစ်တဲ့အချိန်မှာတော့လဲမှာတော့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကเนาะဒီ step ဖြစ်တဲ့အချိန်လေးမှာဟုတ်เนาะ step ကို online တဲ့အချိန်လေးတစ်ချက်ကလေးမှာမတားနဲ့เนาะဘူးเนาะအဲ့ဒီအတွက်ကျွန်တော်ကဘာလုပ်လဲဆိုရင်နော်မီကရိုစတာပြီးတော့ကျွန်တော် step ကိုစပါတော့။ဒါကတော့ step ကိုပြီးခဲ့တဲ့အချိန်မှာ modal လေးဝင်မယ်လို့ပြောရတယ်။နော် ော်တာရဲ့နော်မော်တာကိုလက်လုပ်တဲ့အားလေးကိုဒီမှာထည့်လိုက်ဟုတ်ပြီနော်โอเคဒါဆိုရင်နော်ကျွန်တော်ဒီ run ဖြစ်သွားတဲ့အချိန် start တစ်ချက်နှိပ်တဲ့အချိန်မှာမော်တာရဲ့ဟုတ်ပြီနော်โอเคအဲ့တော့အဲဒါလေးကိုတစ်ချက်ကျွန်တော်ဒီမှာနော်အဲစမ်းသပ်ပြပါမှာဖြစ်ပါတယ် စေတော့ကျွန်တော်တို့ကဒီမှာစံစာလေးပါပြီးမဖမ်းထားဘူးဖြစ်တဲ့အတွက်ပေါ့နော်စံစာတော့ဖမ်းခါထားတော့အဲဒီ step လိုက်တဲ့အချိန်မှာမော်တာကတောက်လျှောက်ကြီးလင်းသွားမှာပေါ့ပြီနော်အဲ့ဒါပေါ့နော်။ဒီဒါဆိုရင်ကျွန်တော်ဒီမှာနော် proximity sensor လာမယ်။ နော် prospective sensor လာရင်နော် prospective sensor ကိုတွေ့လို့ရှိရင်နော်ဒီ box ကိုကျွန်တော်ကရန်အောင်လုပ်ဒါဆိုရင်တော့ကျွန်တော်တို့ program မှာ prospective sensor တစ်ခုထည့်လို့လာပြီအဲ့တော့ prospective sensor ကသူကနော်သူကဒီဒီ close to open sensor ဖြစ်တဲ့အတွက်ကျွန်တော်ကနော်သူ့ကို close condition နဲ့ထားရည်အဲ close condition နဲ့ထားရည်မှာကျွန်တော် sensor မိမယ်ဆိုရင်ဟောတာရက်မယ်ပေါ့နော်အဲ့လိုသဘောမျိုးပါ ါဒါဆိုရင်ကျွန်တော်ဒီမှာ proximity sensor လေးတစ်ချက်ထည့်ပေးလိုက်ပါတော့เนาะ program မှာ proximity sensor ထည့်ပေးပြီးဒါဆိုရင်ကျွန်တော်ဒါလေးကိုလည်း share တော့ရန်ကြည့်အောင်ပါကျွန်တော်အားလုံးအရေးပဲတဲ့အစ်စ်ပြီးစေပါเนาะအဲ့လိုလေးကြည့်ပြပါမယ်ပါတယ် okay အဲ့တော့ကျွန်တော်တို့ဒီမှာ online ပဲဟုတ်ပြီเนาะဒါဆိုရင်ဒီမှာပေါ့เนาะ proximity sensor ပြီးသွားပြီเนาะ proximity sensor ပြီးတာ ਨੇ ချက်ချင်းပဲ ော်ဒီနေရာမှာအံဝင်ပွင့်ကြပါတော့သူကချက်သွားမှာဖြစ်ပါတယ်ဆိုတော့ဒါဗာလဲဆိုရင် prosperity center ဖြစ်ပါတယ် prosperity center ဘလို့ okay အဲ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဒီလုပ်ငန်းစဉ်မှာเนาะဘာဘာဘာထပ်ပါလာအောင်လဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ prosperity center မိတာနဲ့ no? Solo va solo mai due mesi la Io mi accopi, okay, no? Ok, in caso di giorno di giardia, ciao un sapito, sì, va bene. Ciao, ma ciao. un'altra, no? Io non ho un sapito, no? Ma no? no, no, non ho un'altra, come adesso, non ho un'altra. ော်လာပြီးတော့ကျွန်တော်တို့မလုပ်လဲဆိုရင်ဒီမှာ proximity sensor เนาะ proximity sensor ကကျွန်တော်တို့မိခဲ့ရင်ဆရောနိုင်ပေါ်မယ်ဆိုတော့ဒီမှာတော့ကျွန်တော်တို့ကမော်တာကိုပြုတ်မှာဖြစ်တဲ့အတွက်သူက close နဲ့ကြီးတယ်ကျွန်တော် proximity sensor on ခဲ့ရင်ဆရောနိုင်ဟာလဲမှာဖြစ်ဆရောနိုင်ကမှာဖြစ်တဲ့အတွက်เนาะဆရောနိုင်ကမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာတော့ proximity sensor ကိုတော့ဘာအနေနဲ့ယူလဲ normally open နေနေယူလို့ရတယ်ဟုတ်ပြီเนาะဒါလေးတစ်ချက်ပါဆိုတော့အဲ့ဒီမှာကျွန်တော်တို့เนาะဒီမှာ ာထည့်လိုက်မယ်ဆိုရင် solenoid ထည့်လိုက်ဟုတ်ကဲ့နော် solenoid ရဲ့အောက်ပိုလေးထိုးလိုက်ပါမယ်ဒီတော့ဒါက solenoid ပါပေါ့နော် solenoid ပါရဲ့အောက်ပိုလေးထိုးလိုက်ဟုတ်ကဲ့နော် okay ဒါဆိုရင်ဒီ professor လာမိတဲ့အချိန်မှာနော်အဲဒီ solenoid ကတ်သွားမှာပေါ့နော် solenoid ကတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ solenoid ကဒီအရေးစီးဆင်းမှုဖိတ်ထားတော့အဲ့အရင်စီးစင်းမှုကိုဖွင့်ပြီးတော့เนาะဒီ box shape ကိုအရေးကြီးကြအောင် filling ဖြစ်အောင်လို့အဲ့ဒါလုပ်ပေးလိုက် ပြီနော်ဒါဆိုရင်သူ့ကိုတော့ကျွန်တော်တို့ကနော် solenoid ဆိုပြီးတော့ပဲပေးလိုက်ပါနော် okay အဲ့တော့ဒါဆိုရင်ဒါ solenoid တက်သွားပြီနော် solenoid တက်သွားပြီအဲ့တော့ solenoid တက်သွားပြီနောက်ပိုင်းမှာကျွန်တော်တို့ဘာတွေဆက်လုပ်ဖို့လိုလဲဆိုရင်နော်ကျွန်တော်တစ်ခါသေးပေါ့နော်တစ်ပါးလေးပဲကျွန်တော်တို့ထည့်လိုက်မယ်အဲဒီ level sensor မိရဟုတ်ပြီနော် level sensor မိမယ်နော် level sensor မိသွားရင် နော်ဒီလိုဆန္ဒမိသွားရင်သူကဘာဖြစ်သွားမလဲဆိုရင်နော်ဒီဆိုလာတိုင်းကိုပြန်ပိတ်သွားမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ level sensor လေးတစ်ချက်ထည့်အဲ့တော့ level sensor ကလည်းတကယ်တမ်းသူကလည်း close နေတယ်ပဲတော့ဟုတ်ပြီနော် close နေတယ်ပဲထည့်အောင်ဒီမှာလည်းဒါဆိုရင်ကျွန်တော်တို့ဒီကြားထဲမှာထည့်လိုက်ပေါ့နော်ဒီကြားထဲမှာကျွန်တော်တို့က level sensor ဟုတ်ပြီနော်ဒီမှာ level sensor ပါနော် level ်သိတာဒါလေးပဲလေအဲ့ဆိုရင်တော့သူကဒီမှာပြီးသွားပြီကျွန်တော်နောက်ကိုပါလဲဆိုကျွန်တော်တို့နော်အဲဒီကရော့ကိုဒရှင်မှာနော်ဒီ indicator တွေကိုပါထည့်ရမှာပေါ့နော်အဲ့တော့ slow mic က on နဲ့အချိန်နဲ့ကျွန်တော်တို့ fail လောက်တာကတူတော်တရားပေါ့နော်အဲ့တော့ slow mic on နဲ့အချိန်မှာကျွန်တော်တို့က fail ဆိုတဲ့ indicator လေးကိုလည်းလင်းကျင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာနော်ဒါလေးထည့်လိုက်မယ် လိုလိုက်ကတ်တဲ့အချိန်မှာနော်ဆလိုလိုက်ကတ်တဲ့အချိန်မှာကျွန်တော်တို့ကဒီမှာ fill ဆိုတဲ့အကြီးကြီးနော် fill fill ဆိုတဲ့အကြီးကြီးတော့ဟုတ်ပြီနော်အဲ့တော့ဒီမှာ fill ဆိုတာဆလိုလိုက်ကတ်တဲ့အချိန်မှာဒီမှာ fill ဆိုတဲ့ indicator ကဟဲ့နော် ်အပုတ်ဖတ်တာပါဘယ်နော်โอเคဒါဆိုရင် first ဆိုတဲ့ indicator ကနော်အပုတ်ဖတ်သွားပြီဆိုရင်ဒါ serialized ကလည်း first ဆိုတဲ့ indicator နဲ့အပုတ်ဖတ်ပဲဒီချင်းကတဲ့ချင်းနဲ့ကျွန်တော် cross mini center နော်ဒီနေ့ဟုတ်ပြီနော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီဟာလေးကိုပဲနော်တစ်ချက်လောက်ကျွန်တော်တို့ run ကြည့်အောင်ဟုတ်ပြီနော်ဒါလေးကိုပဲတစ်ချက် run ကြည့်အောင်ဆိုတော့အဲ့မှာကျွန်တော်တို့ကဘာပြန်လုပ်အောင်လဲဆိုတော့ကျွန်တော်တို့ကပြန်ပိတ်ဖို့နော် ်အဆလိုလိုက်ကဘယ်ချိန်ဖြစ်လဲဆိုတော့လေဗယ်ဆက်တာဖြစ်မှာပေါ့ဗျာအဲ့တော့အဲ့မှာကျွန်တော်ကပါတော့ဟာဖူးဖြစ်ကြောင်းလဲဒီမှာဒီမှာပြတာဖြစ်ပါတယ်ပြီးတော့အဲ့တွဲကျွန်တော်ဒီမှာ normally close နဲ့ပါပြီးတော့ကျွန်တော်ဒီမှာဒါဖူးဆိုတာနေတယ်โอเคชาลีเบรครับเนาะสรุป ကျင်းမှာကျွန်တော်တို့ကဒါ school ဆိုတာကိုထည့်ပေးတယ်။ဒါပေမဲ့ program ကတော့မပြည့်စုံသေးဘူးကျွန်တော်ဒါလေးကို run ကြည့်လိုက်ပါတော့။ဖြစ်မယ်ဆလိုလိုက်ကဲမယ်ဒီမှာ level sensor ပြီးပေါ့ဗျာဒါလိုဆလိုလိုက်ပြန်ပွားသွားမယ် level sensor အတော့ပြီးမယ်အဲ့တော့ကျွန်တော်တို့ program မှာပါပဲ channel လဲဆိုပြီးဒီ level sensor ထောက်လို့ပြီးသွားပြီးတော့ဆီရိုလိုက်ပြန်ပြုတ်ပြီးသွားပြီးဆိုကျွန်တော်ကမော်တာဝင်နောက်တစ်ကြိမ်ပြန်လည်ပြရမှာဒါမှမဟုတ်ကျွန်တော်တို့နောက်ထပ် box တစ်ခုလည်းထပ်လာအောင်ဖြစ်လို့ဒီ box ကဒီရကနေပြီးသွားပြီးတော့ဒါဆိုရင်ကျွန်တော်တို့မော်တာကိုနော်အဲဒီမှာနောက်တစ်ကြိမ်ပြန်လည်ဖို့တော့နော်ကျွန်တော်ဘာတွေထပ်ပြီးတော့ထည့်မယ်ဆိုတော့ကြည့်ရအောင်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာကမော်တာရှိတယ်เนาะ ော့ဒီမော်တာကိုကျွန်တော်တို့ကနော်ဆင်းကွန်ဒီရှင်ကပြီးသွားပြီမော်တာကိုကျွန်တော်ပြန်လုပ်ချင်ပါဘူးဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ကနော်ဆင်းကွန်ဒီရှင်နော်ဒီမှာပြီးသွားပြီဆိုရင်မော်တာကိုကျွန်တော်ပြန်လုပ်ချင်တာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒါလေးထည့်လိုက်မယ်ဒီတော့ကျွန်တော်ကဒီ proximity sensor ကတော့ဒီမှာ full ဖြစ်တဲ့အချိန်မှာ motor ကိုပြန်လဲဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်က အဲ့ဒီတော့ဒါဆိုတော့မော်တာကပြန်ပြီးတော့အဲလဲသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့သူက full ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကလည်းကျွန်တော်တို့ကနော်ဒီအောက်ကို full ဆိုတဲ့အောက်ကဘယ်ချိန်ဖြတ်မလဲနော်အဲ့တော့ဒါကတော့ရှင်းပါလေကျွန်တော်တို့က level 3နဲ့ဖြစ်နေတော့ဒီမှာ level 3နည်းနည်း Roma ho, kino ro. No? Kato di ma, no, di lebe senza mi de che. No, da ro di ma, no, lebe senza mi de che. Ye, no? No, full ki doare เนาะငါ full indicator ပြမယ်အချိန်เนาะဒီမှာ full ဖြစ်သွားတဲ့အချိန်ကနောက်ဒီမှာ full ဖြစ်သွားတဲ့အချိန်မှာအကယ်လို့ပေါ့เนาะဒီမှာ proximity sensor နောက်တော့မမိခဲ့ကြီးအပြင်ထားတာ proximity sensor မိငယ်ကြီးနော်ကျွန်တော်တို့ရဲ့မာဖူးဆိုတဲ့အောက်ပုတ်ကထပ်ပါဘောနော်ဒါကျွန်တော်ဖူးဆိုတဲ့အောက်ပုတ်ဘယ်ချိန်ထပ်မလဲဆိုတော့ကျွန်တော်နေတယ်အဲဒီမှာရေးပြခဲ့တာဖြစ်ပါတယ်โอเคครับเนาะแล้วส่วนนี้จอโปรแกรมก็เนาะปิดส่งไปแล้วใช่ป่ะอีกเนาะอ่ะเอาจองเสร็จพี่แล้วรันจิเอา စံစာလေးစံစာနှစ်ခုနဲ့ပေါ့နော်စံစာနှစ်ခုနဲ့ကျွန်တော်တို့ကမော်တာကိုနော်အဲလဲမလားမလဲဘူးလားဆိုတော့ကျွန်တော်ဆုံးဖြတ်တာ ဟုတ်ပြီနော်အော်ဒီ prosperity sensor မိရင် motor ရမယ် level sensor မိသွားရင် motor ပြန်လဲဟုတ်ပြီနော်အဲအဲ့လိုပုံပါ Okay အဲ့တော့ဒီနေ့ရဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲဗီဒီယိုကိုအဆုံးသတ်ပြီးတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ